မနက်စောစောထလာနဲ့ဆုတောင်းနဲ့ morning prayer အတူလေးပေါ့နော်အတူလေးကိုပြပြတမှာဖြစ်ပါတယ်အဲ့တော့ကို့အနေနဲ့ဒီတိုင်းအလိုက်တောင်းဆောင်မလုပ်ဘူးဒါပေမဲ့ကိုဖြည့်ချင်တဲ့ဟာပေါ့နော်ကိုဖြည့်ချင်တဲ့ဟာဖြည့်လို့ရတယ်ဒါကတော့ generally လူတိုင်းအတွက်အဆင်ပြေမဲ့ဟာလေးပေါ့နော်အဲ့တော့နားထောင်ကြည့်လိုက်အောင် okay thank you god for this new day please guide my thoughts and my actions today give me the strength to be kind and patient with others. Help me find the beauty and peace in this moment. In Jesus' names, we pray. Amen. So, hello, so yeah, we know. တော်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 လေးပါပဲဒါကတော့ generally အကုန်လုံးကိုအာပြောထားတာဖြစ်တယ်ပေါ့နော်ဒါပေမဲ့ကို့မှာ special occasion တွေရှိရဲထားမှာတော့ဆံပွဲဖြေရမယ်အာအလုပ် interview ရှိရဲဆိုဒီကြားထဲမှာထည့်လို့ရတယ်ပေါ့နော် so maybe as I'm having a job interview at maybe Google today, please guide me through my words, my tongue, and the actions I'll be doing today. 啊,比如说,啊, my daughter will be taking her final exam today, so please guide her Bring okay, pens, whatever she's writing. uh, writing. 啊,然后, very simple. Go so 特别有内容呗。 အဓိကတော့ဒီ formal ဖြစ်မှအဲ့လိုမျိုးမလို့ဘောနော်အာ teacher ဆိုရင်လည်းပထမဦးဆုံးစုတောင်းတာကဒီဇိုင်ဝါလို့ပဲတောင်းတတ်တယ်ကချင်လို့တော့မတောင်းကချင်စကားတော့တည်တယ် okay ကချင်စကားတော့တည်တယ်ဒါပေမဲ့ဇိုင်ဝါလို့ပဲတောင်းခဲ့တာဘောနော်အာအသက်ဆယ်ကျော်သက်အရွယ်လောက်မှကချင်လို့စတောင်းတာအခုကျတော့ဇိုက်ဝါလိုကတခါတလေတောင်းဖြစ်တယ်ဒါပေမဲ့ကချင်လိုပို့ပြီးတော့ prefer ဖြစ်သွားပြီမြန်မာလိုတော့လုံးဝမတောင်းတတ်ဘူး မြန်မာစကားအရပြောတတ်တယ်ဒါပေမဲ့မြန်မာလိုစုတောင်းဆိုလုံးဝလုံးဝမတောင်းတတ်ဘူး English လိုတောင်းလားဆိုတော့မတောင်းဒါပေမဲ့ um တခါတုန်းကတော့ဒီကြောက်သားတွေဖွဲ့လိုက်သွားတဲ့အချိန်မှာပေါ့နော်နိုင်ငံခြားမှာတောင်းတတ်တော့ကစုတောင်းခိုင်းတဲ့အချိန်ရှိတယ်။အဲ့အချိန်မှာတော့ဘလို့တောင်းလိုက်ရတော့မသိဘူး။အဲ့တော့အဓိကကပြောကျင့်ဖို့လိုတာပေါ့နော်။ဘေးဘာသာစကားဖြစ်ဖြစ်အာအဲ့တော့တကယ်ချင်းအများအများစုနဲ့နေတယ်အဲ့ဒီဟာမျိုးဆိုရင်တခါတလေကိုယ်ကိုစုတောင်းခိုင်းတဲ့အချိန်တွေရှိရေပေါ့နော်အဲ့အချိန်မှာကိုက ခဏခဏငင်းလိုက်ရတဲ့အချိန်လည်းရှိရင်လည်းရှိမှာအဲ့တော့ကိုယ့်ရဲ့ဘာသာနဲ့ဖြည်းဖြည်းတောင်းရင်လည်းရတယ်အဓိကတော့လူတိုင်းနားလေတဲ့ဘာသာကတော့ English ဖြစ်နေရပါတော့အဲ့တော့ English လို့အာတောင်းလို့ရရင်တော့ပို့ပြီးတော့ကောင်းတယ်ပြီးလို့ရှိရင်ကိုယ့်ရဲ့ speaking ကိုလည်းအာကျင့်တဲ့ပုံစံဖြစ်တယ်ပြီးလို့ရှိရင်ကိုယ့်ရဲ့နေတိုင်းလုပ်နေတဲ့ activity တွေကတခုတခုကိုတတိလေးအစား change တောင်းလို့ရှိရင်ကိုယ့်ရဲ့ English speaking environment ကပို့ပြီးတော့ကောင်းလာမှာဖြစ်တယ်ပို့ပြီးတော့ကြီးလာမှာဖြစ်တယ်ပေါ့နော် So thank you